်ချိန်ပေါ့မေတော့ရက်မလာနိုင်သေးတော့ဒီကနေပြီးတော့အဲ့ဒါပြန်နေချိန်ကအဲပြိဿတ်မုတ်ကပေါ့ဒီအကြောင်းတရားအကျိုးတရားတွေဒီခန္ဓာဖြစ်စဉ်ကိုသင်တို့ဆွေးနွေးတော့မှာပေါ့အဲ့တော့ဒီချိန်မှာမတိတာပေါ့အဲ့ဒါမရှင်းလင်းတာရှိရင်လည်းဒါမေးလို့ရတယ်ပေါ့ခါ တော့ကံကုသိုလ်နဲ့ဉာဏ်ကုသိုလ်ပါဥစဉ်တရားစကားရဲ့တော်တော့မမှန်တော့ဟလာခေါင်းစဉ်လေးတွေပြီးထားတာပါလားအဲ့တော့အဲ့ဒီခေါင်းစဉ်လေးတွေကိုဥစဉ်ကိုလာပြီးတော့ဟလာရှင်းပြမယ်ဒါမှမဟုတ်လည်းစာလေးနဲ့ရေးပြီးတော့ဖေးမယ်ဆိုရင်ဥစဉ်ကစုချမှာပါဟလာမမှန်တော့ကလေးတွေလည်းဒါတိအောင်ပါဟလာဘယ်မှာစုဖို့တကောင်းပါဟလာအဲ့တော့ဒီဒီရဲ့လူမှန်တဲ့မြောက်ဥစဉ်ကတော့၅00လောက်ပါတယ်ချင်းမြင့်ပါပေါ့ဟုတ်လားနံပါတ်1ကောင်းနေရပါတယ်ဆိုတော့ကံကုသိုလ်နဲ့ပါတယ် ာကံကုတုစရာပါညံကုတုစရာပါဝင်နေပါလေအစာရည်နဲ့ရေးနိုင်လဲရတယ်ပေါ့ဟလားကိုရင်းလဲတာရေးလို့ရတယ်ပေါ့ဟလားရေးရင်ဟလားဦးဇင်းပြောတဲ့အတိုင်းမအောင်ရေးနိုင်တော့တကောင်းပေါ့မမဝရင်တော့ငါးတော့ပေါ့ဟလားဘာလို့ဆိုကြိုးစားရနေနေတာစုချတာပေါ့ဟလားအဲ့ဒါနောက်တစ်ခုကဘာလဲဆိုတော့ဥပါဒဏ်နဲ့ဘာလဲဥပိ္ပခာဘာလဲအဝါဒဏ်နဲ့ဥပိ္ပခာဆိုတော့နားလည်အောင်လုပ်ရမယ်ပေါ့ဟလားအဲပြီးရင်ဦးဇင်းတို့ဘာလဲဆိုတော့အာယုန်နဲ့ စိတ်ပေါ့ဗာလဲအဲ့ဒီကောင်းစင်ပေးတာမှာလားအဲ့ဒီဒါဒါလေးဒီဟုတ်လားအာယုံနဲ့စိတ်ဆိုတာကိုဥစဉ်တို့ကောင်းစင်နေတဲ့ရှင်းပြရပါမလားဥစဉ်တို့ပြုံနေပါဆိုရင်အဲ့လိုပြောလိုက်တာလည်းရေးကြတာသူကကြောင်မင်းကြီးငါကြောင်မင်းကြီးပေါ့ဥစဉ်ကအဲ့ဒီမှာတရားဆောင်ကြီးတွေပါဆုချတာပေါ့ဗျာဒီကပြုရကြတော့ဘာမှလည်းမရေးကြဘူးလားအဲ့တော့ ုအဲ့ဒါမနက်ကတော့ဥစဉ်ကကံကုသိုလ်တဲ့ပါလေညံကုသိုလ်အဲ့ဒါဥစဉ်ပြေဦးနေမှာဆိုရင်နောက်နောက်နေနေပေါ့လေဥကတော့ဟိုတိတ်ပြီးတော့မကြည်လဲလို့ပါကြည်လဲသွားရင်ဒီဥစဉ်တော့ပြန်ပြီးတော့ပေါ့နောက်ကိုယ့်ရဲ့ဟိုနားလည်မှုတွေကိုပြန်ပြီးတော့ပါလေမျှဝေခိုင်းတာပေါ့အဲ့ဒါပြောပြရဆိုပြီးတော့အဲဒီလိုကျွဲသွားရင်ဥစဉ်တော့ပြောပြတာပါလေဒီကတော့ဥစဉ်တို့ဒီတရားဓမ္မတွေကိုပါလေဆိုတော့ပြောရေးဆိုရေးပေါ့အဲဒီတစ်ပါးကိုရှင်းပြနိုင်အောင်ပေါ့ဒီတိုင်း ဒီမှာနေချင်းပေးတာဟုတ်လားအဲ့တော့ဒီလိုဟာလာကံကုတုနဲ့ပါလေဉာဏ်ကုတုပေါ့အဲ့ဒါဦးစင်းရောနားလည်တာမသိဘူးနည်းနည်းမနဲ့ကအဲ့ဒါတိတ်ပြီးတော့နားမနိုင်သေးဘူးဆိုတော့ဘယ်ရာကိုရှင်းပြသေးတယ်အဟဟိုဥပ္ပကံရဥပါဒေအဲ့တော့ အဲဥဒိရောဒနာပဲလားဒီနေ့ဒါလေးကိုလည်းရှင်းပြပါမယ်။အပရိစ္ဆေသမုပ္ပါဒ်ယူစင်းတို့အရှိရတော့ဒုစင်းသွားပါလေဆိုတော့၄ခွက်ရှိတယ်ဘယ်နှခွက်ရှိတာလဲ။ဟမ်၄ခွက်ပေါ့အတိတ်အကြောင်းတရားပေါ့။ဘာလဲ။အတိတ်ကလုံခဲ့တဲ့အကြောင်းတရားတွေအကြောင်းပေါ့။ပြစ္ဆုတ်ကဘာဖြစ်လာလဲဆိုတော့အကျိုးတရားပေါ်လာတယ်။ဘာပေါ်လာလဲ။အဲ့တော့အတိတ်ကလာတော့ဒါကတော့အဲကွာအာဟုတုစိတ်တည်းဟလာအာဟုတုလုပ်တည်းလုပ်ခဲ့တော့ ရာသာဝိညာဉ်ပစ္စည်းကတိတ်ခါရလားဝိညာဉ်ဝိညာဉ်ဆိုတာအမှန်မသိမှုနဲ့ပေါ့ဟဟလားအမှန်မသိမှုနဲ့ထားရတော့ကွာတိရစ္ဆာန်တွေတတ်ခဲ့မယ်ပဲဖြစ်ဖြစ်ပေါ့ဟလားတိရစ္ဆာန်တွေကိုချုပ်ထောင်ခဲ့မယ်ပဲဖြစ်ဖြစ်ပေါ့ဟလားလောက်ခဲ့တဲ့အကြောင်းတရားကြောင့်ဝိညာဉ်ပစ္စည်းကတိတ်ခါရလောကကြတဲ့နမန်းနိက္ခတ်ကတရားလာပစ္စုပန်အကျိုးတရားအနေနဲ့ပေါ်လာမှာလားဣဇဝံကျူတရားအနေနဲ့ပြောတာပေါ့ဒီစာလို့ဆိုရင်တော့တာလာယနာ ဖတ်တာဝေဒနာဟဲ့လားတိစ္ဆာမုတ်ကဒီထဲမှာပေါ့ဒီဟဲ့လားတိတ်တင်ပူးကြတာကိုရင်ကြီးကတင်ပူးတာတင်ပူးဒါပေမဲ့တင်ပူးတဲ့ကိစ္စမရှိဘူးလေဒီကကြွယ်လေလေးပဲဦးဦးဇင်းကဒါအလွယ်သေးတယ်ဟဲ့လားတော့တတိယမြေပေါ့ပြစ္ဆုတ်ကအကျိုးတရားဆိုတာတခြားလားဒီခန္ဓာကြီးဖြစ်လာတာပဲလားအဲတိတ်ဘွားတို့ကကောင်းတာပဲလုပ်ခဲ့ခဲ့မလို့ကောင်းတာပဲလုပ်ခဲ့ခဲ့သူကအကျိုးတရားအနေနဲ့ပေါ်လာပြီဆိုရင်တခြားလားခန္ဓာ၅ပါးပဲပေါ်လာတာ န္ဓာ၅ပါးကြာရင်တိမကက်ကိုအပေါင်း၆ပေါက်ပေါ်တာပဲ။ဘာပေါ်တာပဲလဲ။စာလူစင်တော့တာလာယန္တာတယ်။ဘာလဲ။တာလာယန္တာဆိုတရားနာအပေါင်းနဲ့ပေါက်လေ။၆ပေါက်။ဟောဆရာကြီးပြောပါဦး။ပေါက်၆ပေါက်ကဘာလဲလဲ။အဲမျက်စိပေါက်၊နားပေါက်၊နှာခေါင်းပေါက်၊ရှာပေါက်၊ကိုယ်ပေါက်။အဲမနှောပေါက်ဆိုပြီးတော့ပေါက်၆ပေါက်မပါဘူးလားပေါ်လား။ ပါလာတယ်အဲ့ဒီအပေါင်း၆ပေါက်ပါလာတာနဲ့သူကတခြားကအာယုန်တွေတိုက်ပါပဲလားအာယုန်တွေတိုက်အာယုန်တွေတိုက်တာဘာလို့လဲဆိုဖတ်တာလို့ပဲဘာလို့ပါလဲဖတ်တာအဲ့ဒီအာယုန်တွေလာတိုက်တာကသူကအဲ့ဒီအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအကျိုးပေးနေတယ်သူကအဲ့ဒီအာယုန်တွေလာတိုက်ဟာဒါမှမဟုတ်ဒုက္ခတွေကြုံနေအဆင်မပြေရတဲ့ကြုံနေစိတ်ညစ်စရာတွေကြုံနေဆိုတာတခြားလားမကောင်းတဲ့အာယုန်တွေလာတိုက်တာပဲလား အခုခလုံးတိုက်မိရာအစပေါ့ရေကျူကန်ထဲမှာချော်လဲတာကစကြောပါလေ။ဒီကအာဟုလူကန်ရဲ့ပါလေ။အတိတ်အာဟုလူကန်ရဲ့အကျိုးပေးပေါ့။အဲ့ဒါဒါပေမဲ့ပြစ္ဆုတ်ကံကံလဲပါလေ။ပြစ္ဆုတ်ကံကရောဟိုတတိလက်လွတ်နေတာပေါ့။အဲ့ဒါသူပြစ္ဆုတ်ကံမှာကိုကတတိဝိရိယဉာဏ်ပညာနဲ့နေရင်လဲသူကအတိတ်ကံအကျိုးမပေးနိုင်။အဲ့ဒါအဲဒါမှတော့တိတ်ကံအကျိုးပေးပြီဆိုရင်တခြားအနေနဲ့ကျိုးပေးမှလားအာယုန်နေနဲ့ပဲလားတိုက်မှလား။အခုဥစဉ်တို့ကြလား။ ီလိုချိန်မှာဒီလိုတရားတွေတစ္ဆာတရားတွေကိုနားကြားနေရတာဟာတခြားကကြောင်းတရားရှိတာပဲလားဟဲ့တချို့ကလားအပြင်းမာဆိုရင်ဒါပူလောင်နေကြရတယ်ရောက်ရချက်ခတ်နေရတယ်မရှိကြဘူးလားအဲ့မဲ့အခုဆိုရင်ဘာပဲပြောပြောဟလာတရားကြီးတရားနားလိုက်ကြတဲ့ချိန်ဒီအစီနားလိုက်ဟလာစွန်းစားခြင်းစားလိုက်ဆိုတော့ဒါဘာပဲပြောပြောပြင်လောကနေဆိုင်ဥစဉ်တော့ဟလာဒါဗါလေအစီပြေပြီးတော့အေးချက်မအေးချက်ဘူးလား အဲ့ဒါတခြားသာကုသိုလ်အတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးပေးပဲလားအဲ့အဲ့ကဟာလားဦးလင်းပြုံးနေမှာတော့ဘယ်လိုမေးလဲဆိုတော့အဲ့ဟာလားအခုစင်းတို့ဒီလိုအချိန်မှာဒီလိုတရားတွေကိုဟာလားအဲ့နာကြွားဝင်ရနေတာဘာကြောင့်လဲဆိုတော့အဲ့မှာဟာလားဒေါ်ကြီးရဖြစ်တယ်ဒီအချိန်မှာဒီလိုတရားတွေဘာလို့နာကြွားဝင်ရလဲဆိုတော့ဦးစင်းတရားဟောချင်လို့ပါတယ် အဲ့ဒါတရားဟောခြင်းမလို့သူကတရားဉာဏ်ကြားရတယ်ဖြစ်နေတာ။ဒါမှမဟုတ်အတိတ်ကကုသိုလ်ကံတွေမပါဘူးလားပါလား။ပါပါတယ်။ဒါလေဦးဇင်းကဦးဇင်းတို့ဒါမှတရားဉာဏ်တက်ဆိုပေမဲ့အဲ့ဒါဆိုလို့ပေါ့။တချို့သူရင်မတက်ချင်ဘူး။အဲ့ဒါလေတရားလားအာကုလကံပါတာပဲလား။ဒီကဦးဇင်းတို့ကိုဆရာလေးဆိုတာလေဘုံဘတ်လာဝတယ်သူတို့ဟုတ်လား။ဒါမှတော့စေရွင့်မယ်။ဟုတ်လား။ဟိုဟိုဒါမှဘလူးနေမကောင်းလို့ဘလူးဖြစ်လို့ဆိုတာဒီကတော့ဟိုပါပေါ့လေ။ဓမ္မတော်ကံကျွာအနောက်ပဲ။အဲ့အနောက်အနောက်ဆိုတာပါလေ။ ကုသိုလ်တွေအတိညာဉ်တွေလောက်ခွင့်မရအောင်ပါလေ။နောက်ဆက်တာရပါပဲဗောလေ။ဒါကြ။ဒီကဟိုအပြန်မောက်ဝင်တော့ဟိုတရေကြီးတွေဆုံးကြီးတွေတို့ကလာနောက်မယ်တင်နေတာမဟုတ်ဘူးလေ။ဟလာသူကအကုသိုလ်ရဲ့အကျိုးပေးရပါလေဒီလိုအာယုန်နေနဲ့ပေါ့လာပြီးတော့ပါလေ။အဲတရားဆက်မလုပ်နိုင်အောင်ကျိုးပေးလိုက်တာပေါ့။ဒီလိုကျိုးဘူးလေပြင်ဦးတယ်မှာဆိုရင်နော်။ဒီလိုကဒီဦးသိန်းဆိုတိမယ်လား။ကားကြီးနဲ့ဒီလိုပြင်ဦးနေသွားတာနော်။ဟိုလဲရောက်တော့မှတခါ တယောက်စီတော့ပါလေဆိုတော့ရောက်တဲ့နေ့မှာပဲမနေ့တရားဆောက်မယ်လေဆိုတော့အဲသူ့သားပါလေဆိုတော့မိမခုပြေးလို့အဲ့မှာပြဿနာကြီးတက်နေတယ်လို့ဆိုပြီးတော့ချက်ချင်းပြန်လာပါဆိုတော့ဟာတရားမလုပ်အောင်ကလည်းပြန်သွားတယ်။ဒါသာဟိုပါလေပဲအကျိုးပေးတယ်လေ။ဟာအကျိုးစဉ်အရောက်လာတယ်အဲဒါပါတော့အဲ့လိုမျိုးပေါ့။ဟာအိမ်မှာဘာဖြစ်နေပြီဆိုပြီးတော့ခါလေးဟိုခါလေးရှိတယ်။သူကတော့ဟိုပါပေါ့အကန်ကောင်းနေတယ်မှာပေါ့။ ခါလေးသူကအိမ်ရောက်မပါဘူးဒီသူကလှုပ်ထားပါလေအမေရောက်ပြီဘူးဆိုပြီးတော့သူကလိုက်တာအဲထားပါတော့ဟဟလာအပြီးတော့ဒီရောက်တော့မဟာဝယ်တဲ့လူရောက်လာရင်ဟဟလာချက်ချင်းပဲစီရင်ကြရင်လည်းပါလေပြန်လာမှဆိုတော့ဟာသူကတော့ပြောရင်လည်းပြောပါပါလေအမင်းလည်းဒါပါလေဒီအားလုံးခွင့်မရအောင်ဟောပါလေဖြစ်သွားရမယ်ဟဟလာအဲ့အချက်ပဲပေါ့လေဒီလိုမျိုးဟာ Santana. ကျွမ်းကျင်နာကရောသူကဒီပြစ်ဆုံးတာပေါ့လေအချိုးတရားပေါ်မှာဘာမှငငယ်နားနေရင်သူကဆွေးနမလားမဆွေးနမလားကြားလားကြားလား တော့အတိတ်ကလုပ်ခဲ့တဲ့အကြောင်းတရားအတိုင်းပေါ့အဲ့တော့ဦးနေတို့အပေါင်းချောက်ပေါ့မဖြစ်ပေါ်ဘူးလားဖြစ်ပေါ်လာတာအပေါင်းချောက်ပေါ့ဖြစ်လာတယ်အဲ့ဒီအပေါင်းချောက်ပေါ့ဖြစ်လာတာ ਨੇ အာယုန်နေလာမတိုင်ဘူးလားတိုင်ပါအာယုန်နေလာတိုင်ရင်ပါဠိလိုတော့ဘာလို့ခေါ်လဲဆိုတော့ဖတ်တာလို့ဘာလို့ခေါ်လဲဖတ်တာအာအာယုန်နေလာတိုင်ပြီးဆိုတာ ਨੇ ဖတ်တာဖြစ်เสียပါလေ ဖတ်တာဖြစ်စရာဝေဒနာပေါ့ဟဲ့လားခံစားချက်တွေဖြစ်လာတယ်အဲဥစဉ်ကတော့အာယုန်ေသွားတာအာယုန်နဲ့သွားတာတိုက်ရင်ရှင်းစိတ်နဲ့ပါလေနောက်စိတ်ဖြစ်တယ်လို့ဒီတယ်အမှန်မှန်ရှင်းစိတ်နောက်စိတ်အရင်ဖြစ်တာပြီးတော့မှပါလေဝေဒနာပေါ်လာပါလေခံစားချက်တွေကနောက်မှပေါ်လာအာယုန်နဲ့သွားတာတိုက်တာနဲ့ရှင်းစိတ်နောက်စိတ်အရင်ပေါ်တယ်ပြီးတော့မှဘာပေါ်ပါလေဝေဒနာမပေါ်ဘူးလားပေါ်လာတော့ပရိသတ်ဘုရားကတော့သူကအနှစ်ချုပ်လိုက်တာပေါ့ဟဲ့လား အဲ့ဒါဦးစီးကဘယ်လိုတင်သားလဲဆိုတော့ပြစ္ဆုတ်ပံဂျူရီယာကိုအလွယ်ပြောမယ်ဆိုရင်ဟဲ့လားပိဋကတ်တမုတ်ပံမတင်ဘူးတဲ့ကိစ္စမရှိဘူးပြစ္ဆုတ်ပံပြစ္ဆုတ်ပံဂျူရီယာပါလေဆိုတော့အပေါင်းချုပ်ပေါက်ပါရင်ဆိုတော့ယန္တိပေါက်ကနေလာပြီးတော့အာယုန်နေလာမတိုင်ဘူးလားတိုင်ရင်ယန္တိပေါက်ကလာတိုင်ရင်မြင်တယ်ဆိုတာမဖြစ်ဘူးလားမြင်မြင်တဲ့ပုံမှာကောင်းတယ်မကောင်းဘူးမတတ်မှတ်ဘူးလားတတ်မှတ်ပါတယ်ဟောမြင်တယ်တတ်မှတ်တယ်ခံစားတယ်ဆိုတာဖြစ်တော့ဘူးလားဖြစ်ပါ ။ဘူမိုးတွေပြောင်း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 နဲ့မကြောက်လားကြားလား။အဲ့လိုကြားရတာကောင်းလားမကောင်းဘူးလား။အဲတဘာအရင်ကတဘာဝပေါ့လေ။အဲ့ဒီကတရားဟောနေတဲ့ချိန်ဆိုရင်တော့ဟာဒါအနောက်ချက်ဆိုပြီးတော့သတ်မှတ်လိုက်ပါပေါ့။အဲ့တော့ကြားတယ်သတ်မှတ်တယ်ခံစားတယ်။မကောင်းတော့မှဆိုရင်ဉာဏ်နဲ့သတ်မှတ်တယ်ခံစားတယ်။အရှာမမှာဆိုရင်စားတယ်၊သတ်မှတ်တယ် ခံစားရတယ်။ဒီဘက်မှာဆိုရင်သိဖြစ်တယ်။အဲ့ဒါယာနိမှုတွေအေးတော့အဲ့ဒါကောင်းတယ်ဆိုပြီးတော့တတ်မှတ်မယ်ခံစားမယ်။အဲ့ဒါတော့ဒီကမနောဘာမှာဆိုရင်လည်းတွေးလိုက်မယ်။တွေးတယ်။တွေးတော့ဘာမှသာပါတော့မအဲ့ဒီအတွေးကမကောင်းဘူးဆိုပြီးတော့တတ်မှတ်မယ်ခံစားမယ်။အဲ့ဒါဒီကျန်လာပြစ်စုံမှန်ဂျူဒီယာပဲလား။ အပြစ်ဆုံးမှယူရီးယားဘက်မှာဦးသိန်းတို့ကညံနေရှုရရင်တော့တခြားကပရိသတ်တို့ဘက်ကနေလွတ်မှာပဲလားပရိသတ်တို့ဘက်ဆိုတာအကြောင်းအကျိုးတန်လျာကြီးလို့ဒီပေရဟုတ်လားဒီအကြောင်းကြောင့်ဒီကျိုးတွေဖြစ်နေတဲ့ဒီအမာကြီးကိုပရိသတ်တို့ဘက်ကလို့ခေါ်ရဲအဲ့ဦးသိန်းတို့ကဒီရင်းနေတတ်မှတ်တဲ့ခံစားရတဲ့ဆိုတဲ့ဖြစ်စဉ်ကိုဦးသိန်းတို့က ငါတို့ထင်လိုက်တာနဲ့ငါမြင်တယ်ငါခံစားရတယ်ဆိုတာနဲ့မဆွဲလန်းပါဘူးလားအဲဆွဲလန်းတော့တာဘာလို့ပါလဲဥပါဒံလို့ခေါ်တယ်ဆွဲလန်းတော့ဘူးလားဆွဲလန်းတယ်ဆိုတာချင်းချင်းဘုံကြီးနေဖြစ်သွားတာဆွဲလန်းတယ်ဆိုတာဘာလဲချင်းချင်းဘုံကြီးနေဖြစ်သွားတာလीဟုတ်လားဘုံကြီးနဲ့ဆွဲတာပဲမဟုတ်လားဟာဒီလိုဟုတ်လားအတက်မကြည့်ဘူးဆိုတော့ဆွဲလန်းတာမဟုတ်ဘူးလား အခွန်းနဲ့နော်အခွန်းနဲ့နိုင်ဥပဒဏ်အပြစ်ဆုံးပဲဂျိုလီယာပေါ်မှာဟဲ့လားယင်းနေနှမတ်တွေခံစားနေအမြင်သာကရှိစေခံစားနေကြတာနောက်စိတ်ပါဟုတ်ပါလားတော့ပြစ်ဆုံးပဲဂျိုလီယာတော့မှာဦးဇင်းတို့ကအမှန်တိုင်းတိလိုက်တာနဲ့ ဒါဘာမှမဟုတ်ဘူးကောင်နားလေလိုက်တာနဲ့အဲ့ဒီပေါ်မှာဆွဲနှမ်းနေတာဆွဲနှမ်းတော့ကမဆွဲနှမ်းရင်အဲ့ဒီဥပဒေနေရာမှာဥပိ္ပကဝင်လာလိမ့်မယ်ဥပဒေနေရာမှာဖြစ်လာမယ်ဥပိ္ပကဆိုတာကချစ်တာလားမုန်းတာလားအဲချစ်တာလည်းမဟုတ်ဘူးမုန်းတာလည်းမဟုတ်ဘူးအဲ့ဒါဥပကြားရင်လည်းကြားယုံတတ်တယ်ဖြစ်တယ်စားရင်လည်းစားယုံတတ်တယ်ဖြစ်တယ် ရင်သဘာဝယိတာကျန်တော်ကြီးတရားဟောတာပါဟဲ့လားဒီဒီယုံတက်တက်ကြားကြားယုံတက်တက်ဖြီးဖြီးယုံတက်တက်ဟဲ့လားအဲ့လိုဖြစ်နေတာကိုဘာလို့ကလဲဥပိ္ပခာဥပိ္ပခာဆိုတာကတော့သူကအတိညာကြောင့်ဖြစ်တာဥပိ္ပခာဆိုတာကလည်းအတိညာပေါ့သူကယံကုလို့ဖြစ်ရင်ဥပိ္ပခာပြုနိုင်တယ်ယံကုလို့ဖြစ်ရင်ဥပိ္ပခာပြုနိုင်တယ်ပေါ့ဥပိ္ပခာကုလို့ဥပိ္ပခာလည်းပါလေကုလို့လည်းပါ အခုဒီလိုဘောဓိတရားခုနှစ်ပါးထဲမှာဥပ္ပိခါပါတယ်ဘောဓိတရားလေးခုနှစ်ပါးဥပ္ပိခါမပါဘူးလားပါလားအဲပါတယ်ပေါ့ဒီပြန်ကြီးတကတော့ဥပါဒံနဲ့ဆိုတော့ဥပ္ပိခါဥပါဒံကကြတော့တခြားလားအမှန်မတိဘူးရောက်ဖြစ်တာပဲလားအရင်ကပြည့်စုံပံအကျိုးတရားပေါ်မှာယင်းနေတတ်တဲ့ခံစားရဆိုတဲ့ပြည့်စုံပံအကျိုးတရားပေါ်မှာအမှန်မတိရင်မဖြစ်ပါနဲ့ဥပါဒံဆိုတဲ့ ဆွမ်းလန်းနေကြတာဖြစ်တယ်ဆွမ်းလန်းရင်အာမထုတ်ဘူးလားအာထုတ်တယ်ဆိုတော့ကံနေဖြစ်ဘူးလားဖြစ်တာဟောယသိပေါ့မှာဆိုရင်မြင်နေတတ်မှတ်တယ်ခံစားတယ်အဲ့ဒါပြစ္ဆုတ်ကံအချုပ်တရားအဲ့ဒီပေါ်မှာမှန်တိုင်းမသိတော့ဆွမ်းလန်းနေအာထုတ်တယ်ဆိုတာမြင်ဘူးလားဖြစ်တာဖြစ်တယ်ဟာဘယ်လိုမဲ့နားပေါ်မှာဆိုရင်ကြားတယ်တတ်မှတ်တယ်ခံစားတယ် ိုင်းဥပမာဦးဇင်းတို့အမှန်တိုင်းမသိတော့ဆွဲလန်းနေအာတုတ်တယ်ဆိုတဲ့ဥပါဒဏ်ကိုပြပြပြစ်တာဟာဖြစ်တယ်အဲ့လိုပုံပဲနဲ့ဦးဇင်းတို့ဟာမြင်တဲ့ပုံမှာသွားလို့ပေါ့အမြင်တာကရှင်းစိဟလာသာပါတော့ဒီပုံမှာခံစားရတယ်ဆိုတာကဘာလဲနောက်စိဒီရှင်းစိနောက်စိတွေကမပိုင်တာလားဟလာအကြောင်းတိုင်းတိုင်းမှာအဲဒီဘောတူဆောင်ပြီးတော့ပေါ်လာတယ်ဆိုတော့ ဒီမြင်တဲ့တမတ်တဲ့ခံစားတဲ့စိတ်တွေမှာအမှန်မတိပါဘူးလားအမှန်တိသွားတော့မဆွဲနိုင်တော့ဘူးဟဲ့လားခုတိကမကြည့်တော့ဘူးလားဒီကကအဲ့တော့မြင်နေတတ်မှတ်တဲ့ခံစားတဲ့ပုံမှာအမှန်တိုင်းနဲ့သိလဲသိလိုက်ရောဒါရီအမှားမဟုတ်ဘူးကြောင်းတိုက်ဆန်လို့ပေါ်တယ်ဟဟလားယုံနိုင်နေပဲလို့အမှန်တိုင်းသိလိုက်တာနဲ့ဥပ္ပကဆိုတာမပေါ်ဘူးလားပေါ်လားအဲ့ဥပ္ပကပေါ်တာနဲ့ဒီကပြိဿတ်ဘုရားကနေပြီးတော့ဖတ်နိုင်မယ် သင်္ကတုံးဘက်ကနေပါလေဖန်ဆန်းမယ်ဟုတ်လားဒီကအဝိတာကြောင့်ဥပါဒံဖြစ်တယ်တတိကြောင့်အခြားသာတတိဉဏ်ကြောင့်ဥတိခဖြစ်တာလားအဝိတာတဏကြောင့်ဥပါဒံဖြစ်တယ်အဝိတာတဏကြောင့်ဥပါဒံဖြစ်တယ်တတိဉဏ်ပညာကြောင့်ဥတိခဖြစ်တယ်အဲဥပါဒံနဲ့ဥတိခဒါလေးကိုအလားရှိဒီတော့နားနေရအောင် 안에내맘나고마비쿠네모리요아로나 보다 아주 좋은 거고요 하나 나가